ကချင်ပြည်နယ်ဘာကဲမြို့နယ်လုံခင်းကျေးရွာအုပ်စုရှိကျေးရွာများမှာဒီကနေ့နေ့လယ်၁၂နာရီခွဲအချိန်ဝင်းကျင်ကလက်နက်ကြီးများကြားရောက်ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့အဆိုပါဒေသခံများထံမှသိရပါတယ်။လုံခင်းကျေးရွာအုပ်စုရှိမာဆာကျေးရွာအတွင်းနဲ့စွအောင်ကျေးရွာထိပ်နေရာတို့မှာဒီကနေ့နိုဝင်ဘာလ၁၃ရက်နေ့နေ့လယ်၁၂နာရီ၃၅မိနစ်ဝင်းကျင်ကလက်နက်ကြီးများကြားရောက်ပောက်ကွဲမှုများဖြစ်ပွားခဲ့တယ်လို့အဆိုပါဒေသခံအူက EPN သတင်းဌာနကိုပြောပါတယ်။ဒီနေ့နေ့လယ်၁၂နာရီခွဲလောက်ကမာဆာရွာနဲ့စွအောင်ရွာထိပ်တို့မှာလက်နက်ကြီးတွေကြားတယ်။ လက်နက်ကြီးကရှင်းစင်နောက်ဆင့်ကိုသုံးလုံးဆက်တိုက်ကြတာပြင်းအားကတော်တော်များတယ်ပတ်ဝန်းကျင်တစ်ခုလုံးတုံသွားတာပဲအခုလောလောဆယ်တော့မူကျူဆီယာမတယောက်ထိထားတယ်လို့ကြားတယ်အတီချာတော့မတိသေးဘူးအပြက်စီတော့များမယ်ထင်တယ်လို့သူကဆိုပါတယ် အဆိုပါလုံကင်းကျေးရွာနဲ့အနီးပတ်ဝန်းကျင်နေရာများမှာနေထိုင်ရတာဟာဒီကနေ့ရက်ပိုင်းအတွင်းလက်နက်ကြီးများစက်တိုက်ကြရောက်ပေါက်ကွဲနေမှုကြောင့်ထိတ်လန့်ကြောက်ရွံ့နေရတယ်လို့အမီမပေါ်လိုသူမော်စီစာဒေတာခန်တူကဆိုပါတယ်အခုရက်ပိုင်းမှာလက်နက်ကြီးတွေကြတာကစက်တိုက်ကိုဖြစ်နေတာရွာထဲမှာနေရတာတော့ဘယ်ချိန်များလက်နက်ကြီးလာကြမလဲဆိုပြီးကြောက်နေရတယ်နေရထိုင်ရတာကလုံခြုံမှုမရှိတော့ဘူးလက်နဲ့ကြီးကြလို့ထိခိုက်ပျက်စီးရင်လည်းပြည်သူပဲခံရတော့တေးရင်လည်းပြည်သူပဲတေးတော့ရွာထဲမှာတော့လက်နဲ့ကြီးတွေမဖြစ်ကြဖို့ကိုတောင်းဆိုချင်ပါတယ်ဗျာလို့သူကဆိုပါတယ် အလောင်းသူပြီးခဲ့တဲ့နိုဝင်ဘာလ၈ရက်နေ့၉ရက်နေ့တို့မှာလဲယူမာကျေးရွာနဲ့မော်စီစာကျေးရွာတို့မှာလက်နက်ကြီးကြားရောက်ပောက်ကွဲမှုများဖြစ်ပွားကအသက်၂၀ဝန်းကျင်အမျိုးသမီးတို့ဦးသေဆုံးခဲ့ပြီးနိုဝင်ဘာလ၁၀ရက်နေ့ကလည်းလုံခင်းနဲ့မော်စီစာကျေးရွာတို့မှာဘုံပောက်ကွဲမှုများဖြစ်ပွားကအမျိုးသားတို့ဦးသေဆုံးမှုများဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။